တရားပဲအယုံပြုချာရှင်နေဝရမေသာတနာတော်နှစ်2569ခုနှစ်မြန်မာပြည်ရောဟာကသာတက္ကရ1389ခုနှစ်ဘောဓုလာသံ3ရက်နေ့ခရနေကဘုဇနာဣတတရာပြည်တွင်းမိဘသာသနာပြုအကျော် ဓမ္မဒန်တိအဓိပတိမဟာနာယကကျောဓမ္မဒန်တိဆရာတော်ဘုရားကြီးဩဝါဒကိုခံယူ၍ငါးရက်တိုင်တိုင်ဘိညာတရားစကံဘုတော်၏ဖြစ်မြောက်ရေးအတွက်မလန်းစီသုံးသာသနာပြုအကျိုးတော်ဆောင်ဖွဲ့မှအာရလူတော်ဖြစ်ဒေါ်တေစီမိသားစုတို့မှပေါမုံအလူတော်တို့ကိုလူတန်း၍ မလန်းစီတို့သာသနာ့ပြုကျွတ်တော်ဆောင် ဖွဲ့မှ ခောပေလူတော်တို့ကိုလူတန်းညာခြင်းဖြစ်ပါတယ်။ဧဝံမေရှင်ကုသိုလ်ရှင်များနဲ့တူတကားယဝေယနိကနိပိတရားစကံဝင်တရားအားထုတ်အွန်လိုင်းဓမ္မသဘင်နာယူပူတော်ကြကုန်တော်အလုံးသောစီတော်မြတ်တော်အပေါင်းတို့အားဥဒေမြာကျေးဇူးဆောဝါကြပြင်မိတရားတော်က နေရနာဝကတန်ယုတ်ပါဠိတော်ပဋိစ္စသမုပ္ပါဒာခန်းနဲ့ခန္ဓာဝကတန်ယုတ်ပါဠိတော်သစ္စာတန်ယုတ်ပါဠိတော်ဓမ္မသင်္ကနီပါဠိတော်နဲ့မဟာတတိပဋ္ဌာနတဝိတုဒ္ဓိမပါဠိအရာရာတို့ကိုအခြေခံ၏ကျေးဇူးဆောင်ကြအပ်တော်ခြေခံဝိပဿနာရှုပွားနည်းအလုံးတင်အမတ်သုံးတရားတော်ဤတရားတော်မြတ်ကြီးကို나ယုံမသားရင်မပြုတ်မီမှာ တရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထတာတဉ္စမေတ္တဗျာရှင်ကိုရောမြတ်ကြီးဤဂုံတော်ကိုအာယုံပြု၍အလုံးမဲ့လောက်လေးတွေချီပြီးနမောတတသုံးချိန်ဖြင့်ညဉ့်ညာပြပြရှ िख ိုးပူဇော်ကရောလိုက်ကြပေါင်းစုနမောတတဘဂဝါ သူတွေပါရှင်တော်မြတ်ဗုဒ္ဓဤလူတော်ကြားအရဟန္တတဆုမုဂုဆရာတော်ဘုရားကြီးအေညာတော်ဥဒိမာတာပြီးဟောကြား나ယုမသားကြောင့်မှဖြစ်လေသောကြောင့်ဆရာတော်ဘုရားကြီးယေတာတိကုန်တော်မူခဲ့သောမူလနဗျာလင်္ကာဆောင်ဘုံနှင့်ဝိဒါနှင့်တဏှာယင်္ဂဆောင်ဘုံတို့ကိုညင်ညာပြပြရွတ်ပတ်ပူတော်ပြီး တရားပွဲစလိုက်ကြရအောင်မူလနဗျာသစ္စာနှခုလေးခုအလောအင်္ဂါစနပါတေကိုမြနေသုံးပါအစံ sa i shi a lue cha ma ပြဆသတိဟကံကြောင့်နယုနယုကြောင့်ကံအပံပါဖြစ်ပြန်ဤအလျောဗြမတကြသတိမြာကသင်ရှားပြုဖြင့်စီရင်ပန်သည်အကြောင်းရင်းကြောင့် လူနဲ့များစွာတတဝါတို့ဖြစ်လာရမူမဟုတ်ယံပြင်းရှု၍မြောတာတုတာတုတာနုအလုံးမဲ့လို့ချီလေးချတာ မြတ်တော်သောဣရိယာပုတ်ဖြင့်စေချမ်းသာလူတိုင်းဘိဟောကြားလက်တန်သောတရားဓမ္မများကိုအာယုန်တစ်ပါးစိတ်မသွာပဲဆက်လက်နိုင်ယူမသားနိုင်ကြပါမည်အာလုံးယောဂီအပေါင်းသူတော်ကောင်းတို့ဒီနေ့ဦးသိန်းတို့၅ရက်တိုင်းတိုင်းကျင်းပပြုလုပ်အပ်သော မိငယ်တရားစကံပွဲရင်းဤသုံးရမြောက်သောနေ့အချောင်းကျွတိုက်ဆိုင်တဲ့အချိန်ကသမယမှာရှင်တော်မြတ်ဗုဒ္ဓဤတို့တော်အကြာအရဟန္တသုမဂုဆရာတော်ဘုရားကြီးဥပနိဒယကိုခံယူ၍သူတော်ကောင်းတို့ဥဒင်းတို့ရဲ့ကျေးဇူးတော်ရှင်ဓမ္မတန်သည်ဆရာတော်ဘုရားကြီးဩဝါဒနှင့်အညီ ဥဒ္ဓမြာကျေသူစပ်ပေးမိတရားဓမ္မမြတ်ကိုသူတော်ကောင်းပေါင်းတို့ကနားလဲနားနိုင်ကြပါသည်နားတဲ့အတိုင်းလည်းပဲသိနိုင်ကြပါစေသိတဲ့အတိုင်းလည်းပဲကျင့်နိုင်ကြပါသည်ကျင့်တဲ့အတိုင်းလည်းပဲသူတော်ကောင်းတို့ဤနာသေးတရားကျင့်သေးတရားအတုဆေတရားတို့သည်ဒုက္ခခတ်သိချုပ်ငင်းရာ ဖြစ်တဲ့မြတ်နေဗံဤအာကြည့်သောထောက်ပံ့နေဖြစ်ပါသည် သမ ्या ရှိဥပနာမမေတ္တာအာတိတမေတ္တာပဋ္ဌနာဖြင့်ယနေ့ဓမ္မသဘင်ကိုစတင်၍ဝင်လေအပ်ပါれအလုံးကျမ်းမာချမ်းသာစွာဖြင့်သာသနာပြုနိုင်ကြပါစေအလုံးသောသူတော်ကောင်းပေါင်းတို့ဥစဉ်တို့ယနေ့ပါတရားစင်တဲ့လုပ်ငန်းစဉ်မှာ ဦးဇင်းတို့ကျေးဇူးဆက်နေကြဖြစ်တဲ့တရားဓမ္မအစဉ်တွေကအလုတ်တင်တရားနဲ့ပတ်သက်တဲ့တရားဓမ္မအစဉ်များအဲ့တော့ဒီတရားဓမ္မအစဉ်တွေမှာဦးဇင်းတို့ဘုရားဗျာရှင်ကိုယ်တော်မကြီးလက်ထက်တော်ခါကရှမ်းတော်လေးတစ်ပါးဟာဘုရားဗျာရှင်နဲ့လာရောက်ပြီးတော့တရားလျှောက်တဲ့ ရှမ်းနိုင်လေးပါတရားလျှောက်ပုံကိုကြည့်ပြီးတော့သူလိုက်ပြီးတော့နိဗ္ဗာန်မြင်မှုရအတွက်အမြင်မှန်နဲ့ပတ်သက်ပြီးတော့သူလိုက်မေးတယ်အဲ့တော့ဒုက္ခခတိချုပ်ကြီးရဖြစ်တဲ့မြတ်နိဗ္ဗာန်သူတော်ကောင်းတို့ဥစဉ်တို့လည်းပဲဘုရားဘာသာများပြီးပြီးဒါငယ်စဉ်တောင်ကြီးကလေးဘဝကစားပြီးတော့ဒီနိဗ္ဗာန်ဆိုတဲ့စကားလုံးတွေကအများကြီးလည်းယဉ်ဤခဲ့ကြတယ်တည်လည်းတည်ခဲ့ကြတယ် နောက်ဦးသိန်းတို့လူကြတဲ့တန်းကြတဲ့ပေးကြတဲ့ကမ်းကြတဲ့အဲ့ဒါလူဒါနတွေသူတိုင်းပြူတိုင်းသီလတွေစောက်တည်တိုင်းစောက်တည်တိုင်းသမထဝိပဿနာတရားတွေလုပ်ငန်းတွေလုံတိုင်းလုံတိုင်းလေဥတည်ချက်ရွယ်ချက်ကဘုရားတပည့်တော်တို့နိဗ္ဗာန်မှတ်ဖို့ရရပါလို့ဤဘုရားဒါနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါဆူတောင်းတာတွေပြုလုပ်ကြရတယ်။တရားဒီနေရာမှာသူတော်ကောင်းတို့ဦးစင်းတို့ရခြင်းတဲ့နိဗ္ဗာန်ဟာ စူတောင်းယုံတတ်တတ်နဲ့တော့သွားလို့မရပါဘူးအဲ့ဒါနိဗ္ဗာန်လူကျင်တယ်ဆိုရင်သူတော်တို့အကျင့်နဲ့သွားရမယ်။ဘာနဲ့သွားရမှာလဲ။အကျင့်ပါဘူး။အဲ့ဒါနေသာဝရသင်္ခါရဥပ္ပါဒဝယဓမ္မိနောဩဘေသေတဝါနိရောဇန္တိတေတံဝပတမောတုခောဆိုပြီးတော့အဲ့ဒါနိဗ္ဗာန်နဲ့ပတ်သက်တဲ့ဖွင့်ဆိုထားတဲ့ယုံကြည်မြတ်တဲ့ကိုက်ညီတဲ့သောတရားပိုင်းပေါ့။ ။နောက်သဗ္ဗေသင်္ခါရဏိသာယရာမညာယပတ္တတိအဒ္ဒနိဗ္ဗေနတိဒုက္ခေဣတမကောဝိတုဒ္ဓိယတရားဒီခါရလေးရကျတော့သူကဉာဏ်၃စင့်နဲ့သောမနိဗ္ဗာန်ကိုမြင်နိုင်မုံဆိုတာဒါပြရတယ်။အဲ့တော့သဗ္ဗေသင်္ခါရဏိသာယရာမညာပတ္တတိနဝတ္တနိဗ္ဗာန်လိုချင်တဲ့ဆင်ဥရိယဝေယဉဏ်ရောက်အောင်ကြိုးစား။နဝတ္တကအတ္တနိဗ္ဗေနတိဒုက္ခေတဲ့ အဲ့ဒါနိဗ္ဗာန်ဉာဏ်အစဉ်စီရောက်ကြိုးစားလို့ပြောတာပဲဟောနောက်တော့ဣတမကောဝိတ္တရိယဆိုရက်ဟောနောက်ဆုံးကတော့ဖြစ်ပြအဆုံးကိုမြင်တဲ့မဉ္ဉဏ်ရအောင်ကြိုးစားဒါသူတော်နှုတ်စဉ်တို့ယောဂီများအတွက်မြတ်မြတ်ဆန္ဒကိုက်ညီတဲ့ဟာကိုပိရိကတော်ကိုဆရာတင်ပြီးတော့ဆရာတော်ဘုရားကြီးကဒါထုံးတော်ပူဇော်ခဲ့ဟိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ ဉာဏ်တော်ကြီးနဲ့ချက်ပြီးဟောတဲ့အခါကျတော့ဉာဏ်နဲ့16ပါးတို့10ပါးတို့ဒါရှိရရှိတာပေါ့နော်အဲဒါအလုံးစုံတော့ဥစဉ်တို့ဉာဏ်စဉ်3ပါးပေါ့ဒါပဲဥစဉ်တို့ဆရာတော်ဘုရားကြီးရဲ့တရားစဉ်မှာကျတော့မြန်မြန်မှတ်ရလွယ်အောင်ဖြစ်ပြမြင်တဲ့ဉာဏ်တို့နောက်ဖြစ်ပြမုန်းတဲ့ဉာဏ်တို့ဖြစ်ပြအဆုံးကိုမြင်တဲ့ဉာဏ်ဆိုပြီးတော့ဉာဏ်3ဆင့်ပေါ့ဗျာနော်အဲ့တော့ဒီနေရာမှာသူတော်ကောင်းတို့ဥစဉ်တို့လိုချင်တဲ့နိဗ္ဗာန်ရချင်တဲ့နိဗ္ဗာန် အဲ့ဒါနိဗ္ဗာန်လိုချင်တော့သူတော်ကောင်းတို့ဥစဉ်တို့ကဖြစ်ပြမြင်အောင်ကြိုးစားရမှာပဲဒါမလို့ဥစဉ်တို့ဒီပထမရုပ်စုပါတဲ့ခါရတဲ့ကအနေသဝဒသင်္ခါရဥပ္ပါဒဝယတ္တိနောဥပေသိတဝါနိရုဇ္ဇံတိတေတံဝုမသမောတုခောအဲ့ဒီမှာအနေသဝဒသင်္ခါရသင်္ခါရပြုပြင်ပေါ်လာတဲ့ရှုံးနံဓမ္မသင်္ခါရတရားတွေဟာ ဝဒဧကံစင်စေအနိစ္စာပျက်စီးခြင်းမှာလမ်းဆုံးတာပေါ့ဗျာဒါရဲ့စကားလုံးကတော့သင်္ခါရနဲ့အနိစ္စာပါပဲအဲ့ဒါသင်္ခါရသင်္ခါရဆိုတာကတော့ဥဒ္ဒနောယုံတဲ့နံကိုပြောတာဘာကြောင့်ယုံနံကိုသင်္ခါရလို့သုံးတာလဲဆိုရင်တဲ့သူများပြုပင်၍ပေါ်လာတဲ့တရားမလို့ဒီတော့ရုပ်ကြည့်လိုက်တော့ကံစေဥဒ္ဓဟာရအကြောင်းတရား၄ပါးကပြုပင်ထားတာ နာဓမ္မကြည့်ရတော့လေအာယုန်နဲ့ဒေါရဆိုတဲ့အကြောင်းတရားနှစ်ပါးကပြုရင်ထားတာအဲ့တော့သင်္ခါရလို့သုံးတာနော်ဒါသင်္ခါရသင်္ခါရဆိုတာကယုံနာဓမ္မတရားတွေကိုပြောတာပဲတရားဥသင်တို့ရှုခံရှုညာသင်္နန်းတွေသွားတဲ့အခါကျတော့ခန္ဓာဘာလို့ပြောရင်လေချင်းချင်းတော့ယုံတဲ့နာမပဲအာယတနာ12ပါးလို့ပြောရင်လေချင်းချင်းတော့ယုံတဲ့နာမပဲဓာတ်သက်8ပါးလို့ပြောရင်လေချင်းချင်းတော့ယုံတဲ့နာမပဲ ။နောက်ကာယ ानु ပဒနာစိတ် ानु ပဒနာဝေဒနာ ानु ပဒနာဓမ္မ ानु ပဒနာလဲဒါလဲယုံနံတို့ရဲ့သဘောသွားပဲဗျာတို့အောင်နော်။ကာယ ानु ပဒနာကတော့ဥစဉ်တို့ယုတ်တတ်တတ်ပေါ့စိတ်တို့ဝေဒနာတို့ဓမ္မတို့ကတော့နန္ဓမ္မပေါ့။ဒါကြောင့်ပေါ်လာသမျှဓမ္မတွေကတို့အောင်ယုံနံမှာတပါရှားမရှိဘူးသင်္ခါရယုံနံ။အဲ့ဒါအိဋ္ဌာပြည့်စည်ခြင်းမှာလန်းဆုံးတယ်။သင်္ခါရနဲ့အိဋ္ဌာပြောအောင်ပါရဲ့လေ။ ။တရားခန္ဓာကိုယ်ကပေါ်လာတဲ့ဓမ္မလေးတွေကဘယ်ဓမ္မလေးတွေပဲပေါ်လာပေါ်လာပေါ်လာတဲ့ဓမ္မဟောတာသင်္ခါရလို့သုံးမယ်နော်။အဲဒါခန္ဓာကိုယ်ကယုတ်ဓမ္မလေးပေါ်လာရင်လည်းသင်္ခါရပဲ။နန္ဓမ္မလေးပေါ်လာရင်လည်းသင်္ခါရပဲ။အဲဒါသင်္ခါရတရားတွေကအိဋ္ဆာတဲ့ပျော်စီးခြင်းမှလမ်းဆုံးတယ်။ဘာကြောင့်အိဋ္ဌာလို့သုံးတာလဲဆိုရင် ဖြစ်ပြီးပြက်မှာတေချာလို့တယ်။ဒါဆရာတော်ဘုရားကြီးကလုပ်ပေးတရားပိုင်းညတော့ဟဲ့ ပြတ်သွားမှအိဋ္ဌာမဝေးတဲ့မပြတ်ခင်ကလေးကအိဋ္ဌာပဲဒါခန္ဓာကိုယ်ထဲမှာဉာဏ်တဝင်ကြည့်လိုက်တဲ့အခါကျတော့ပေါ်လာတဲ့ဓမ္မဟာဘာကြောင့်မပြတ်ခင်ကလေးကဘာကြောင့်အိဋ္ဌာလို့သုံးတာလဲဆိုရင်တဲ့ခမရတို့ခန္ဓာကိုယ်ထဲကတေနာပေါ်တာနဲ့တေပွဲဝင်တာပါပဲဒီစကလုံးလေးသုံးတာနော်အဲ့တော့ခန္ဓာကိုယ်တည်းကတင်နာပေါ်တာဗျာတဲ့ဒကာကျော်တို့ခန္ဓာရုပ်တဲ့နံတစ်တွေဘာကြောင့်ပေါ်လာတာလဲတေမလို့ဖြစ်လာတာဗျာတဲ့ ဒါကြောင့်တော့ဒါကိုဗာကြီးတော်ဟောကြည့်လိုက်တော့သူ့စိတ်နဲ့သူလာပြီးတော့အဲ့ဒါသူ့အချိန်တန်တော့လေသူ့တက်မှာပြတ်တာပဲဗျာတဲ့အဲ့ဒါကြောင့်မလို့ခန္ဓာကသူ့ရှိတာ သူ့ပြတာပဲဗျာတဲ့အနိစ္စရှိလို့နိစ္စတာပြတာဘာဆန်းတယ်လဲတဲ့ဒုက္ခရှိလို့ဒုက္ခပြတာဘာဆန်းတယ်လဲအနတ္တရှိလို့အနတ္တပြတာဘာဆန်းတယ်လဲတဲ့တခါကျေခန္ဓာကတော့သူ့ရှိတာသူ့ပြမှာပဲဒါကြောင့်အနိစ္စဝတ္တသင်္ခါရသင်္ခါရဆိုတာက ယုံနာဓမ္မသင်္ခါရတရားတွေကဖြစ်ပေါ်လာပြီဟောအနေဆာပြည့်စည်ခြင်းမှာလမ်းဆုံးတယ်သင်္ခါရနဲ့အနေဆာဒါလိုလည်းမဟုတ်ရောသင်္ခါရကဖြည့်အနေဆာကပြည့်ဖြစ်ပြီးပြည့်လို့ဘာသစ္စာအလုံးပြောဖြစ်ပြီးပြည့်လို့ဘာသစ္စာအဲတော့သင်္ခါရနဲ့အနေဆာပဲဟဲ့နော်ဥပ္ပါဒဝေယဓမ္မိနော်ဥပ္ပါဒဆိုတာကတော့ဖြစ်ခြင်းပဲ ဝေယဆိုတာကပြက်ချင်းပဲဓမ္မီနောဆိုတာကတရားကိုပြောတာနော်အဲ့ဒါဖြစ်တာလဲဓမ္မပါရဲ့တဲ့ပြက်တာလဲဓမ္မပါပဲအဲ့ဒါငါးပိုင်းငါးဆိုင်တခုမှပါပါဘူးတဲ့ပေါ်လာတဲ့ဓမ္မလေးတွေကဖြစ်ပြီးရင်ပြက်မှာပဲဥပါဒဝေယဓမ္မီနောတဲ့သူတော်တို့ဥစဉ်ရခန္ဓာကိုယ်တွေကဘယ်သူတွေဖြစ်ပြီးဘယ်သူတွေပြက်တယ်လဲမင်းဓမ္မပေါ်ပြီးဓမ္မပြက်တာပါပဲခန္ဓာကိုယ်တွေကရတာလေးပေါ်လာပေါ်လာရှင်တာလေးပေါ်လာပေါ်လာအောင်းတာလေးပေါ်လာပေါ်လာ နာလာလေးပေါ်လာပေါ်လာပေါ်လာတာဒါဓမ္မပဲเนาะပျက်စီးသွားတာလည်းဓမ္မပဲတော့ဖြစ်တာလည်းဓမ္မပြက်တာလည်းဓမ္မပြောပါရဲ့လေဖြစ်တာလည်းဓမ္မပြက်တာလည်းဓမ္မဖြစ်ပြီးပြက်လို့ဘာသစ္စာအဲဒါကြောင့်ဥပ္ပစ္စေတဝါနိရောဇံဤတဲ့ဖြစ်လာသည်များဓမ္မတွေဟာနိရောဇံဒီပျက်စီးအောင်ပါပဲဒီကနာဝေးရှိစဘာပြောလဲမင်းဖြစ်လေအောင်မီပြက်လေအောင်မီ ဒါကဒီပါဠိကာရလေးကိုပြန်လည်ပြီးတော့ဥစဉ်တို့၃ဘိုက်ကပူတော်မယ်ဆိုရင်တော့အနေသာဝရသင်္ခါရခန္ဓာဘဝဖြစ်ခဲ့ပြီးသွားပြီပြက်ခဲ့ပြီးသွားပြီဩဘာဒဝရဓမ္မိနောဖြစ်စေပြက်စေအဲဒါဥပိသေတောနိရောဇံဒီဟောရှစ်ဆက်ပြီးဖြစ်လေအောင်ပြီပြက်လေအောင်ပြီခန္ဓာရဲ့ဓမ္မတွေကသူတို့ကောင်းလို့နော်အဲဒါကြောင့်မလို့ဒါလေးကိုသဘောပေါအောင်ပြန်လည်ပြီးတော့တွေးပြရတယ်ဒါကြောင့်ဆရာတော်ဘုရားကြီးကတွေးခြင်း တွေးရင်တစ္ဆာလေးတော့ ပေါ်အောင်တွေးပါဗျာဘောသန္တရာဆက်သက်မှာတာကြောင့်တမိကြောင့်ဆွေကြောင့်မျိုးကြောင့်ရောင်းကြောင့်ဝယ်ကြောင့်ငါးပြာအယုံကာမုံတရားရဲ့အကြောင်းတွေကိုအတွေးတန္တရာအတွေးနေချဲ့ခဲ့တဲ့ဘောရတွေကများခဲ့ပြီဗျာတဲ့ဟဲ့ဒါဒီတခါသာသနာနဲ့ဂျုံလုံးမှာတော့ခင်ဗျားတို့တွေးခြင်းတွေးရင်တစ္ဆာလေးတော့ပေါ်အောင်တွေးဗျာနောက်ဆရာတော်ကြီးကမှန်ထောင်တရားတွေကိုကျတော့ဘာပြောလဲဆိုရင်ခင်ဗျားတို့မှန်က အဲ့ဒါအထောင်းကလွဲတယ်ဗျာတဲ့တားဘက်လက်ထောင်းလိုက်တမိဘက်လက်ထောင်းလိုက်ဟောဒီဘက်ကဆွေမျိုးသားချင်းဘက်လက်ထောင်းလိုက်ပစ္စည်းဥစ္စာဘက်လက်ထောင်းလိုက်ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းဘက်လက်ထောင်းလိုက်အဲ့ဒါကကြတော့ဓမ္မတို့ထောင်းနေတဲ့မှန်ကတော့ကြီးလိုက်တဲ့အခါကျတော့သာသမီနဲ့ပစ္စည်းဥစ္စာငါးပြားအားလုံးဆွေမျိုးရတဲ့ကမိတ်ဆွေတငယ်ချင်းဒီဒီဘက်တွေလက်ပြီးတော့ထောင်းနေတာဗျာတဲ့ဒီဒီကကတော့ဓမ္မတို့ခန္ဓာဘက်လှည့်အောင်ဗျာတဲ့ဘက်လှည့်အောင် ဆိုရရနော်အဲ့ဒါမှညံမှန်တဲ့ဘာမှန်တဲ့လဲအဲ့ဒါခန္ဓာပဲလက်ထောင်လိုက်တဲ့အခါကျတော့ယုဒမရဲ့ပြတ်သွားတဲ့သဘောတရားတွေနန္ဒမရဲ့ပြတ်တဲ့သဘောတရားတွေဒါဝဲတေတံဥပသမောသူခေါ်တဲ့တေတံထုဖြစ်ပြနှစ်ပါးတို့ဤဥပသမောချုပ်ဆုံးရသည်သူခေါ်နိဗ္ဗာန်ပဲအဲ့ဒါတေတံဥပသမောသူခေါ်တဲ့ထုဖြစ်ပြနှစ်ပါးတို့ချုပ်ဆုံးရသည်သူခေါ်နိဗ္ဗာန်ပဲဆိုတာက သူတော်နှုတ်စင်းတို့အလုသမားများတော့ကတော့တိတ်ကြိုက်တဲ့ခါထာလေးပေါ့ဗျာအဲ့ဒါနိဗ္ဗာန်ရဲ့သဘောတရားကိုပြဆိုရတဲ့ဖြစ်ပြက်ဆုံးတဲ့နိဗ္ဗာန်တရားသူတော်နှုတ်စင်းတို့ကနိဗ္ဗာန်လို့ကျင်ဖြစ်ပြက်မြင်အောင်ကြည့်ဆိုတာဒါကိုကြည့်ပြောတာနော်တရားဖြစ်ပြက်မှမမြင်သေးတဲ့ပုဂ္ဂိုလ်ကလည်းနိဗ္ဗာန်နဲ့မသက်ဆိုင်သေးဘူးတရားဒေသံဥပသမောသူကဒေသံထုတ်ပြပြဏမတွေဥပသမောချုပ်ဆုံးရသည်သူခေါ်နိဗ္ဗာန်ပဲ ဒါကနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ဥစဉ်တို့ဖွင့်ဆိုချက်တွေကတော့ဟဲ့ဒါနိဗ္ဗာန်နဲ့ပတ်သက်ပြီးကိုရင်ဂုံးဘုရားတော်အများကြီးရှိတာပေါ့ဗျာတာဥပါရိသေသနိဗ္ဗာန်တို့အနုပါရိသေသနိဗ္ဗာန်တို့အဲမှာဥစဉ်တို့ကိလေသာချုပ်တဲ့နိဗ္ဗာန်တို့ခန္ဓာချုပ်တဲ့နိဗ္ဗာန်တို့နော်ဘုရားရဟန္တာရှင်တို့မြရတဲ့နိဗ္ဗာန်တို့တေမရမယ်နိဗ္ဗာန်တို့နော်ဒါလေးတွေကတော့ဖွင့်ဆိုချက်တွေအများကြီးရှိတဲ့ထဲကဟာနိဗ္ဗာန်ကငြိမ်းရတဲ့သဘောတရားရှိတယ် ါတော့နိဗ္ဗာန်ရှိပြီမြတ်ကြီးပဲတင်သားပြီးတော့ပြောကြတယ်။ဒါတော့အလုသမားမြတ်တဲ့အကောင်းဆုံးမှတ်ပွဲကတော့နိဗ္ဗာန်ဒီဖြစ်ပြည့်ဆုံးတဲ့သဘောပြောပါရဲ့လေ။ပြန်ပြောအောင်ပါရဲ့လေ။အဲဒါကြောင့်နိဗ္ဗာန်တိဘယ်သဘောရှိလဲမင်းဖြစ်ပြည့်ဆုံးတဲ့သဘောကဲနိဗ္ဗာန်တိဘယ်သဘောရှိတာလဲဖြစ်ပြည့်ဆုံးတဲ့သဘောအဲဒါကြောင့်ဦးဇင်းတို့ဖြစ်ပြတ်မှမမြင်သေးဘူးဆိုရင်ဉာဏ်ကတော့ရှုပ်နေအောင်ပဲပြောတာနော် ။တရားကြည့်လိုက်တဲ့ဦးသိန်းတို့ဟိုမှာဘုရားရှင်ကိုရောမြတ်ကြီးထံပါကလည်းပဲတရားဓမ္မမေးကြဖြစ်ရတာ ਈ သူနာခဲ့တယ်။ဒါပေမဲ့သူတို့မှာညံရှုံနေတဲ့ပုရုသေယံနေ။ဟောရှုံနေတော့ဘက်ကဦးသိန်းတို့ယန္နာကြီး၄ပါးထံကိုသွားရောက်ပြီးတော့သူမေးတာပဲ။ပြီးတော့ဗြဟ္မယန္နာရှင်မြတ်ကြီးဒုတိယယန္နာရှင်မြတ်ကြီးတတိယယန္နာရှင်မြတ်ကြီးသုတ္တယန္နာရှင်မြတ်ကြီးအဲ့ဒါ၄ပါးဒီမေးလိုက်တဲ့မေးခွန်းကပထမယန္နာရှင်မြတ်ကြီးတွေသူသွားမေးတာပဲ။ မေရခါကျတော့ဟိုကဖြေလိုက်တာကစန္နာအရဏနာသမုဒိယံသာအတ္တငမေသပေါ့ယရဝုဒဉာဏဒသနသူဝိတုဒ္ဒနဲ့ရှင်မြတ်ဒီဥတော်ကတော့အာရဏ6ပါးတို့ရဲ့ဖြစ်ချင်းပြက်ချင်းကိုမြင်၍နိဗ္ဗာန်မြင်မှုရတဲ့အမြင်မှန်မျိုးလုံးရခဲ့တယ်ဘုရားလည်းအဲ့ဒါနိဗ္ဗာန်မြင်မှုရတဲ့အမြင်မှန်မျိုးလုံးရခဲ့ပါတယ်ဘုရားလည်းဒါဗုဒ္ဓမရဟန္တာရှင်မြတ်ကြီးကိုသူတော့မြင်တော့ဟိုဗုဒ္ဓမရဟန္တာရှင်မြတ်ကြီးကဒါပဲဖြေလိုက်တာပဲနော် ဘုရားမလုံစင်းတို့ကျေးဇူးတော်ရှင်မိုးဆရာတော်ဘုရားကြီးက၈ရက်၃လ60မှာဒီပရိစ္ဆာ၃ဘက်စဝိုင်းဒေသနာတော် ਨੇ ပတ်သက်လို့ပေါ့နော်အဲ့ဒါတကားကျဦးလာဦးတို့ခင်ဗျားတို့နော်တဲ့ပရိစ္ဆာ၃ဘက်စဝိုင်းဆိုတာတာမန်တရားလို့တော့မအောင်မေ့လိုက်နဲ့ဗျာတဲ့ခင်ဗျားတို့နိဗ္ဗာန်တွားရာလမ်းပြမြေပုံဗျာတဲ့ဘာရဲ့လဲနိဗ္ဗာန်တွားရာလမ်းပြမြေပုံ ဟဲ့ဒါကြောင့်မလို့ဥစဉ်တို့ဒါဒုတိယပတ်သောတရားပတ်ညဥစဉ်တို့ဒီပရိစ္ဆာသုံးပတ်နဲ့ပတ်သက်ပြီးတော့ရှင်းတန်းပေါ့နော်ဟဲ့ဒါရှင်းတဲ့ဆိုတာဥစဉ်တို့တဏှာရင်နဲ့နဏှာရင်မှာတစ်ချိန်ပေါ့ညနေ၄နာရီနဲ့၅နာရီတစ်ချိန်ဆိုတော့အဲ့တင်နှန်းကြည့်ပဲကို၁ချိန်တိုင်တိုင်ဖြစ်သွားမှာပေါ့နော်အဲဆောဝိုင်းနေကဥစဉ်တို့မူလနဗျာဆိုတာဘာပြောတယ်သစ္စာနှစ်ခုဆိုတာဘာပြောတယ်လေးခုအလွာဆိုတာဘာပြောတယ်အဲ့ရှင်းကြကရှစ်တော်ရရှိရပေါ့ ဒါရီဓမ္မဦးသင်တို့ဒိဋ္ဌိပြုတ်ကကြတော့နှစ်ချိန်ပေါ့ဗျာနော်ရှစ်သွဲရှစ်ချိန်ပေါ့ဒါဦးသင်တို့ဒီမှာကျင်းပတဲ့၅ရက်တည်းဆိုတော့၁၀ချိန်တိုင်တန်ဖြစ်တယ်ဆိုရင်ဒါသင်္နန္တရားသဘောတရားများပေါ့ဗျာနော်ဒါသင်္နန္တရားသဘောတရားမှာပရိစ္ဆာသုံးပတ်သင်္နန်းရဲ့သဘောတရားကြည့်လိုက်တဲ့ခါကျတော့ဩဒါတို့သင်္နန္တရားတော့ပူတော်ထားတဲ့ခါကျတော့သစ္စာတရားနာယုံမသားတဲ့ခါမှာသူတော်ကောင်းတို့ဦးသင်တို့တန်လိုက်နဲ့တန်ချိုင်းဆိုတဲ့သဘောတူပေါ့နော်အဲဒါဒီဘက်ကဦးသင်တို့ ဟောတန်လိုက်တဲ့ရှိမှတော့ဒီဘက်ကဥစဉ်တော့တန်ကြိုက်နဲ့တန်လိုက်ဟာတော့ခွဲလို့မရတယ်လို့ပဲเนาะဟဲ့အဲ့ဒီမှာသူတော်ကဥစဉ်တော့မှာကုမာကအခန္ဓာကြီးတိဟူသောဓမ္မဒေသနာတွေကိုကနိုင်ယူထားတဲ့အခါကျတော့ဟောသစ္စာတရားကိုချူချူသောဆရာတော်ဘုရားတွေပဲဆရာတော်ပဲဟောကွာနိုင်ယူနိုင်သွားတယ်အဲ့ဒါကိုခံတတ်ကြတာเนาะတရားဆရာတော်ဘုရားကြီးကဟေးပရိစ္ဆာသုံးပတ်တရားဆိုတာတဏ္ဍာန်တရားမအောင်မိလိုက်နဲ့ကွယ်တဲ့နိဗ္ဗာန်တွားရာ လမ်းပြမြေပုံပြောပါပါရဲ့လေအဲ့ဒါလမ်းပြမြေပုံအညွန့်ပေါ်ပြနော်အဲ့ဒါဒီသဘောတရားနဲ့သွားမယ်ဆိုရင်ဥစဉ်တို့နိဗ္ဗာန်သွားရလမ်းပြမြေပုံ သောတရားပိုင်းရှင်းချက်ပေါ့ဒါလေးတွေကဥစဉ်တို့အကြောင်းသိတဲ့အခါဒါနောက်တစ်ပတ်မှလည်းနိုင်ုံမှတ်သားရမယ်ဒါကြောင့်နိဗ္ဗာန်ရဲ့သဘောတရားတွေဥစဉ်တို့ဒီမှာပြည့်တဲ့အခါကျတော့ဒီအရှင်မြတ်ကကဲမေးလိုက်တာကပထမရန်တော်ရှင်မြတ်က तू ကလည်း तू မြင်ခဲ့တဲ့လမ်းကြောင်းတိုင်းသူသွားတာပဲသူကတော့အာရဏ6ပါးအာရဏ6ပါးကိုသူတော်တို့အချင်းချင်းရင်ရှုံးနေနံပဲဒါယုတ်ကတပါးပဲတပါးကတပါးကြည့်လိုက်တော့ယုတ်က၅ပါးရှိမှနံကတပါးရှိမှနော်မျက်စိနားနှာခေါင်းလျှာကိုယ်စိတ်ဒါအချင်းချင်းတော့ရှုံးနေနံပဲယုံနဲ့ဓမ္မသင်္ခါရတရားတွေဟာအိဋ္ဌာပြည့်စည်ခြင်းမှလမ်းဆုံးတယ်။ကြည်ကြည့်ရတော့သတော်အောင်လို့စင်းတို့ အာယတနာတွေ့ရတာလားဖြစ်ပြတွေ့ရတာလားဖြစ်ပြ။ကြောင့်ဖြစ်တာလေဓမ္မာပြက်တာလေဓမ္မာဖြစ်လာသမျှပြက်တာပဲတရောတို့ဒါကြောင့်ဖရာလည်းပရိနိဗ္ဗာန်ဆံရတာပဲအဂတောကမဟာတောဝါကြီးတွေလည်းပရိနိဗ္ဗာန်ပြုရတာပဲဒါကြောင့်မွေးဖွားခြင်းကစပြီးတော့သေဆုံးခြင်းမှာအဆုံးရှိတယ်ဒါကြောင့်တရောတို့ဥစဉ်တို့ကြီးလိုက်တဲ့အခါကျဖြစ်ကိုကြက်ရင်တော့အပြက်ကတော့ဂျုံရမှာပဲ တဲ့ဇာတိကိုကြိုက်နေသမျှကာလပတ်လုံးဇရာမရဏကတော့တရားရဲ့တွေးရပါပြီသားဗျာလေခင်ဗျားတို့ကဥမာကြတော့ကြောက်တယ်ဗျာလေနာမာကြတော့ကြောက်တယ်ဗျာလေသင်မာကြတော့ကြောက်တယ်ဗျာလေကဲအလုံးယောဂီတွေပြောမကြောက်ဘူးလားမရှိောမကြောက်ဘူးနဲ့တွေ့မယိုးယိုးဖြေပါနော်မကြောက်တယ်လို့လို့ကြောက်တယ်လို့လို့ဖြေခြင်းတယ်လို့လို့မဖြေခြင်းတယ်လို့ကမလုံးနဲ့ဒါရှင်းရှင်းလင်းလင်းပြီနော်အဲသူတို့ကဥမာမကြောက်ဘူးလားဒါပဲနာမာလည်းမကြောက်ဘူးလား သင်မလည်းမကြောက်ဘူးလားဒါပေမဲ့တားလို့ရရဲ့လားမရပါဘူးမရပါဘူးဘုရားတရောင်းတော့เนาะဒါကြောင့်လည်းတော့ကွာဇာတိတောင်းယူခဲ့ပြီးသွားပြီလေအဲဒါကြောင့်မလို့တရောင်းတော့ဥစဉ်တို့ဥမာလည်းကြောက်နာမလည်းကြောက်သင်မလည်းကြောက်ခမရတို့ကအကြောက်လွဲပြီးတော့အကြိုက်ကလည်းလွဲတယ်နော်ဆိုရည်နော်ဒါပရိစ္ဆာသုံးပတ်နဲ့ပူဇော်ကြည့်လိုက်မှာဩတို့ဟုတ်တာပဲဒါကြောင့်မလို့ဥစဉ်တို့အလောင်းတော် ဘုရားဗျာရှင်ကိုတော့မယ်ဘုရားမဖြစ်ခင်မှာဒီပြိဿာသုံးပဲနုလုံပြိလုံစင်းခြင်းလေဆိုတာဒါပြောတာနော်အဲဒါရှိလိုက်တော့ဟာအိုခြင်းတရားနာခြင်းတရားတွေကနှိစက်တာဗလားဥနာတိမြင်ပြီးတောထွက်လာတာလေအဲ့ဒါဒီဥနာတိဘယ်ကလာလဲပြန်ကြည့်တော့ဇာတိသွားတွေ့တာဩဇာတိရာချင်းကြောင့်ငါဥနာတိတွေဂျုံရတာမလားအဲ့ဒါဒီဇာတိဘယ်ကလာလဲလက်သက်တည်းခံပြန်ရှာကြည့်တော့ဟိုမှာလမ်းတော့အဝိဇ္ဇာတွေ့တယ်ကိလေသာသွားတွေ့တာဩကိလေသာရဲ့တတ္တိပါလားဒါကြောင့်ကိလေသာမချုပ်သေးမြကာလပတ်လုံးကတော့ ဟောဒီဒုက္ခတွေကတော့ကြုံနေအောင်ပါပဲဒါကြောင့်အကြောင်းဖြစ်ရင်အကျိုးဖြစ်မယ်ပြောပါရဲ့လေအကြောင်းသိပရိစ္ဆာအကျိုးသိအလိုလိုလားအကြောင်းကျိုးလားအဲဒါကြောင့်မလို့စွန်းတော့စဝိုင်းနေကြီးလေးတစ်အကွက်မှာကိလေသာတရားတွေနဲ့နေခဲ့လို့နှစ်အကွက်မှပြစ်တင်တာပဲ။ဒိသသုံးပဲစဝိုင်းကြီးနော်။အဲဒါနှစ်အကွက်မှပြစ်တင်တာကိုမသိဘူးဆိုရင်ဟောသုံးအကွက်မှာ သူတော်ဒီအမားတွေပြန်လုံးပါလေလုံးမတော့လေးအွက်ပြန်ရတာဗောဗျာတဲ့ဒါကြောင့်အမားနေနေပြီးတော့အမားတည်တည်တော့မတည်ကြပါနဲ့ဗျာဒါကြတို့အတိတ်တုန်းကဗာပြစ်ခဲ့လေအမားတန်တရာလဲခဲ့တယ်ဟာဒါကြတို့ကသစ္စာမသိရင်ဘာလုံးမှလဲဟောအမားတန်တရာထပ်ပြီးတော့လဲဦးမယ်ဗျာတဲ့အဲဒါကြောင့်အတိတ်တွေကအတိတ်ထဲမှာအတိခတ်ဆုံးကဒုက္ခသစ္စာတဲ့အတိခတ်ဆုံးကဘာရဲ့လဲအလုံးပြောအတိခတ်ဆုံးကဘာရဲ့လဲ အဲ့ဒါတိကဆုံးကဒုက္ခသစ္စာတွေဒီဒုက္ခနဲ့ပတ်သက်လို့ဖြစ်ပျက်ဓမ္မပေါ်လွင်အောင်ဒါဝိသုနုမနက်ကမှသူဒုက္ခ6မျိုးတရားတော်လေးတွေ့ပြီးတော့ဟောပေးမယ်နော်အဲ့ဒါကြောင့်မလို့ဥစဉ်တို့အတိကဆုံးကဒုက္ခသစ္စာပဲတဲ့တဲ့တော်လို့ဥစဉ်တို့ဒီမှာဖြစ်တာလဲဒုက္ခပြက်တာလဲဒုက္ခဖြစ်ပြီးပြက်လို့ဘာသစ္စာအဲ့ဒါကြောင့်မလို့တော်လို့ဥစဉ်တို့ရခန္ဓာကိုယ်ထဲမှာဟာမဖြစ်ပါနဲ့မပြက်ပါနဲ့တားလို့ရရဲ့လားမရဟုတ်ဆိုတော့တရားတရားလားအနတ္တတရားလား ဟာအနေစာဒုက္ခအနတ္တလက္ခဏာရေဘယ်နှပါပြန်ပြောကြည့်အောင်အနေစာဒုက္ခအနတ္တလက္ခဏာရေဘယ်နှပါတယ်လဲအဲ့ဒါအနေစာဆိုတာဖြစ်ပြီးပြတ်မှတရားလို့ဒုက္ခဆိုတာဆင်းရဲတဲ့သဘောတရားအနတ္တဆိုတာကကိုမပိုင်တဲ့သဘောတရားတွေဒါကြောင့်သူတော်ကောင်းတို့ဥစဉ်ရဲ့ခန္ဓာကိုယ်ထဲမှာဒါဆရာတော်ဘုရားကြီးကတခါကျဥလဝေရောအနေစာရှိလို့အနေစာပြတာ အာဆန်းတယ်လေဗျာခန္ဓာကိုယ်ကြီးကဒုက္ခရှိလို့ဒုက္ခပြတာငါတို့ဘာဆန်းတယ်လေအနတ္တရှိလို့အနတ္တပြတာဘာဆန်းတယ်လေဗျာတဲ့အိမ်ဦးလို့အိမ်ပြူတာမဆန်းပါဘူးဗျာသူရှိတာသူပြတာကိုကိုကသွားပြီးတော့ငါးပိုင်းနဲ့ငါးဆိုင်နဲ့ငါ့မှာပြရလိမ့်မယ်ဆိုဒီဘက်ကတက္ကရာဒိဋ္ဌိကသွားပြီးတော့စုပ်ကင်ထားတာဟောဒီဘက်ကခိုင်နေမြဲတယ်ဆိုတော့တသရာဒိဋ္ဌိကလည်းတရားတော်ကိုကန့်ညှိထားတာ ဟောဒီကဥစ္စရာဒိဋ္ဌိကလည်းဖြစ်နေတယ်ဟောဒိဋ္ဌိကသူတော်ကောင်းဥစဉ်ကို क्वे ကာထားရတဲ့ခါကျတော့ခန္ဓာရဲ့အရှိမန်တရားကိုမသိတဲ့ခါကျတော့ဘောကသန္တရာဆက်သက်မှာကြီးလိုက်တဲ့ခါကျတော့ကိုယ်ရှိတာကိုယ်မသိတော့တဲဆိုးတာနော်ဆရာကြီးဟောတဲ့တရားတွေမှာပါတယ်နော်တရားကျတို့ကကိုရှိတာကိုမသိဘူးနော်တဲ့ခင်ဗျားတို့ကိုရှိတဲ့အတရားကဖြစ်ဒုက္ခနဲ့ပြတ်ဒုက္ခပြောပါရဲ့လေဖြစ်ဒုက္ခနဲ့ပြတ်ဒုက္ခဖြစ်တာလေဒုက္ခပြတ်တာလေဒုက္ခ ဖြစ်ပြီးပြလို့ဗာသစ္စာနောက်ကတိတဲ့ဉာဏ်ကတည်သွားမဲ့ဒိဋ္ဌိ၃မျိုးနဲ့တဏှာဥစည်းကိစ္စကတမှုရိယသစ္စာတမှုရိယတွေချုပ်ရသိမ့်ရညင်ရကသစ္စာမနှချက်အဲဒါကြောင့်သူတော်ကောင်းတို့ဦးစင်းတို့ဒီမှာပုရသေရန်တော်လေးကဘုရားဗျာရှင်ကိုရမကြီးရဲ့တရားဓမ္မကိုနာယူပြီးတော့ဩမှန်လားဗျာဗျာတပည့်တော်အဲဒါဖြစ်ပြဓမ္မဆိုတဲ့လူရင်းကိုမသိတဲ့အတွက်ကြောင့်မလို့အစောကဉာဏ်နေရှုံနေတာဘူးဗျာနော် အဲဒါဘုရားရှင်ကိုယ်တော်မကြီးဟောတဲ့တရားဓမ္မတွေကငါရှင်နဲ့ချီးတောသားလို့မဖြစ်စင်နဲ့တဲ့အဲဒါသင်ကညံထဲမှာတောတာရှုံနေတာပေါ့တဲ့အဲ့ဒီမှာဦးသူတို့ကြည့်လိုက်တော့ဖြစ်ပြက်ဓမ္မကိုသူပိုင်ပိုင်နဲ့နဲ့သဘောပေါက်တော့မောပထမရန်တော်ကြီးကတကယ်တမ်းကအာယရဏ6ပါးပြောတာမဟုတ်သူဖြစ်ပြက်လို့ရင်ပြောတာပဲဒုတိယရန်တော်ကလည်းခန္ဓာ5ပါးရှုတယ်ပြောတာတကယ်တော့ခန္ဓာ5ပါးရဲ့ဖြစ်ပြက်ကိုမြင်အောင်ကြည့်ခိုင်းတာပဲတတိယရန်တော်ကဓာတ်ကြီး၄ပါးကိုပြောတာပြောတာပဲတကယ်တော့ဖြစ်ပြက်ကိုမြင်အောင်ကြည့်ခိုင်းတာပဲ ဟောနောက်ဆုံးရဟန်းတော်ရှင်မြတ်ကြီးကလည်းဖြစ်ပြဓမ္မကိုမြင်အောင်ကြီးခိုင်းတာပါပဲတရားမလို့တော့ဉာဏ်နဲ့မှတွားပြီးတော့မရှုပ်နေနဲ့ဉာဏ်ရှင်းကျင်ရင်ဖြစ်ပြဓမ္မကိုပိုင်ပိုင်နိုင်နိုင်သိအောင်ဆက်လက်ကြိုးစားပွားများအထောက်ကြပါစို့လို့တိုက်တွန်းနေတဲ့나이စေသွားလို့တာတူတုံးရင်ခေါ်